ထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အင်အားပြည့်ငလျင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီးအရေးပေါ်အစည်းအဝေးခေါ်ယူကာစုံမထိန်ချုပ်နေမြများမှကုညီကယ်ဆယ်ရေးပြန်လည်နေရာချထားရေးတို့ကိုအချိန်နဲ့တပြေးညီဆောင်ရွက်နေကပြန်လည်ထူထောင်ရေးကိစ္စရပ်များကိုပြည်သူလူထုနဲ့အတူတကွရပ်တည်ဆောင်ရွက်သွားမယ်လို့ NUG ကထုတ်ပြန်ခဲ့တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်မလ28ရက်မှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီးအရေးပေါ်အစည်းအဝေးခေါ်ယူက စမိုးထိန်ချုပ်နယ်မြေတွေမှာကုညီကယ်ဆယ်ရေးပြည်လဲနေရာချထားရေးတို့ကိုအချိန်နဲ့တပြင်းညီလောက်ကိုင်းဆောင်ရွက်နေပြီးပြည်လဲထူထောင်ရေးကိစ္စရပ်တွေကိုပြည်သူလူထုနဲ့အတူတကွရပ်တည်ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အစိုးရအနေနဲ့ငလျင်လောက်ခတ်ပြပခြင်းအရေးပေါ်အစည်းအဝေးခေါ်ယူကအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းဆက်ညီနိုင်ရေးကော်မတီရဲ့လုပ်ငန်းစဉ်များကို စတင်တက်ဝင်စီပြီးသက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုဌာနအလိုက်အလင်းအမြန်လှုပ်ဆောင်ကြဖို့စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာငလျင်တန်ကြောင့်လူအသေးအပြောက်နဲ့ထိခိုက်ဒဏ်ရာရရှိမှုများပျက်စီးဆုံးရှုံးမှုများစရင်ကိုကောက်ယူစုဆောင်ခြင်းစုံမထိတ်ချုပ်နေမြေတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများပြန်လည်နေရာချထားရင်းနဲ့ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုအချိန်နဲ့တပြေးညီဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင် အခြားငလျင်တန်ခံဒေသများရှိလူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ပြည်သူတွေအနေနဲ့လည်းအချင်းချင်းစာနာဖေးမှကအပြန်အလှန်ကူညီဆောင်ရှောက်ဖို့လည်းမေတ္တာရပ်ခံထားပါတယ်။တဘာဝဘေးတံဖြစ်တဲ့ငလျင်တန်ကြောင့်ထိခိုက်ဆုံးရှုံးကြရတဲ့ပြည်သူတဦးချင်းစီတိုင်းနဲ့မိသားစုများနဲ့ထတ်တူလွန်စွာထိခိုက်ရကြောင်းပြန်လည်ထူထောင်ရေးကိစ္စရပ်တွေမှာပြည်သူလူထုနဲ့အတူတကွရပ်တည်ဆောင်ရွက်သွားမယ်လို့အလင်းနက်ထားဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံအတွင်းငလျင်တန်းကြောင့်ဆောက်လက်ဆအဆောက်အဦးပြိုကျပျက်စီးကမြန်မာအလုံသမားတွေအပါအဝင်ဆောက်လုပ်ရေးလုံသားများအသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရတာတွေကိုကြားသိရတဲ့အတွက်များစွာစိတ်ထိခိုက်ရကြောင်းလည်းဖော်ပြထားပါတယ်။ဘာသာရေးအဆောက်အဦးများထိခိုက်ခံရမှုကလည်းနိုင်ငံရဲ့အမွေအနှစ်များထိခိုက်ခြင်းဖြစ်ပြီးအထူးဝမ်းရွယ်ဖွယ်ဖြစ်ကြောင်းနိုင်ငံတကာတိုင်းပြည်များအဖွဲ့အစည်းများအနေနဲ့လည်းငလျင်တန်းခံစားကြရတဲ့ မြန်မာပြည်သူလူထုကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးဖို့ကူညီကြဖို့တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။အဲ့လိုကူညီရမှာအမှန်တကယ်လိုအပ်နေတဲ့ပြည်သူလူထုထံအသေးအချာရောက်ရှိစေမယ့်နည်းလမ်းတွေကိုရှာဖွေချိတ်ဆက်ဆောင်ရွက်ကြရေးအတွက်လည်းတိုက်တွန်းထားပါတယ်။ငလင်တန်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့အဆောက်အုံအကြောင်းများညှိလွှာအကြောင်းများကြောင့်ဆက်လက်ပြိုကျနိုင်ခြင်း တတမန်များကျိုးပြတ်နိုင်ခြင်းတရားများပြိုကျနိုင်ခြင်းတို့လည်းနောက်ဆက်တွဲငလင်များနဲ့အတူဆက်လက်ဖြစ်ပွားနိုင်တာကြောင့်အထူးသတိပြုစစ်ဆေးနေထိုင်ကြဖို့လည်းအသိပေးထားပါတယ်အထူးသဖြင့်ငလင်ဘေးအန္တရာယ်နဲ့ဆက်လင်းနဲ့ဆောင်ရန်ရှောင်ရန်နဲ့သတိပြုရန်အချက်များကိုလေ့လာစီးပူးထားပြီးအသက်အန္တရာယ်မထိခိုက်စေရင်းနဲ့ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရေးအတွက်ပြင်ဆင်ဆောင်ရွက်ထားကြဖို့လည်းနှိုးဆော်အသိပေးထားပါတယ်မလ28ရက်မိုးလယ်ဆန္ဒနာရီ 50မိနစ်ဝန်းကျင်မှာသခိုင်းမြို့ရဲ့အနောက်မြောက်ဖက်16ကီလိုမီတာအကွာအတွင်းအင်အား9.8ပမာဏရှိ အလွန်အင်အားပြင်းတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးအဲ့ဒီငလျင်ကအနက်30ကီလိုမီတာမှာဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ဇောက်တိန်အမျိုးအစားငလျင်ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို၊ထိုင်း၊မြန်မာနဲ့တရုတ်နိုင်ငံတို့ကိုတက်ရောက်မှုတွေရှိခဲ့ပါတယ်။ပရမကျိန်ငလျင်လှုပ်ခတ်ခဲ့ပြီး12မိနစ်ခန့်အကြာသခိုင်းမြို့တောင်ဘက်18ကီလိုမီတာခန့်အကွာအင်းဝဒေတာ တရက်ဦးလေးစိတ်အနီးဗဟိုပြုပြီးအင်အား6.4နဲ့အတော်အသည့်အင်အားပြင်းတဲ့ငလျင်နောက်ထပ်တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ငလျင်လှုပ်ခတ်မှုများကြောင့်သခိုင်းတိုင်းမန္တလေးတိုင်းနဲ့အနီးတစ်ဝိုက်မြို့တွေမှာသာသနိကအဆောက်အဦအမွေနဲ့အဆောက်အဦများအပါအဝင်အဆောက်အဦများပြိုကျပျက်စီးခြင်းညေပြိုခြင်းလန်ဒရာများပျက်စီးခြင်းတို့ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကာကွယ်ရေးဝန်ကြီးနဲ့အခြားဝန်ကြီးတွေမြေပြင်မှာလူလူနဲ့တသားတဲ့ဥဆောင်နေရလို့အန်ယူဂျီယာယီသမ္မတကပြောကြားခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ကာကွယ်ရေးဝန်ကြီးနဲ့အခြားဝန်ကြီးတွေမြေပြင်မှာလူလူနဲ့တသားတဲ့ဥဆောင်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒေါ်လာရှိလာကမလ25ရက်အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့ပါရဲ့။အခုဆိုရင်ကာကွယ်ရေးဝန်ကြီးနဲ့အခြားဝန်ကြီးတွေဟာမြေပြင်မှာလူလူနဲ့တသားတဲ့ဥဆောင်နေတာဖြစ်ပါရဲ့။ အဲ့လိုတွေ့မြင်ရလို့လဲကျွန်တော်အနေနဲ့လေးစားဂုဏ်ယူမိပါတယ်ဒီလိုကျွန်တော်တို့အင်အားတွေမြေပြင်မှာပုံမှုအခြေပြုလာနိုင်တာကိုပြည်သူလူထုကတွေ့မြင်နေရင်ပုံမှုအားတက်လာကြမှာအမှန်ဖြစ်ပါတယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်လူထုတော်လှန်ရေးဖြစ်ခြင်းကြောင့်လူထုရဲ့ယုံကြည်သက်ဝင်မှုဟာလွတ်စွာအရေးကြီးတဲ့အခြေခံအုတ်မြစ်ဖြစ်ကြောင်းလူထုထောက်ခံမှုနဲ့တော်လှန်ရေးအောင်မြင်မှုဟာတိုက်ရိုက်အချိုးကျပြီးတော်လှန်ရေးအောင်မြင်ခြင်းမအောင်မြင်ခြင်းက ဥဆောင်ဥရပြုနေသူတွေရဲ့အရေးအချင်းနဲ့စွမ်းရည်များအမျှော်မြင်များအပေါ်မူတည်နေတဲ့အတွက်လူမှုထောက်ခံယုံကြည်မှုကိုလောက်ရနဲ့သာတက်တည်ပြရမှာ ဖြစ်တယ်လို့ယာယီသမနာကပြောကြားခဲ့ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်မြေပြင်မှာကျွန်တော်တို့ရဲ့သွာလာလှုပ်ရှားနိုင်မှုတွေဟာ၃လ၅ရက်ခရီးသွားရင်တော့ကုန်အောင်မရောက်နိုင်တဲ့အထိနေမြေတွေကျယ်ဝန်းလာပြီးဖြစ်ပါတယ်။လက်တွေ့မြေပြင်မှာလည်းရန်သူကတုံးမပေါက်နိုင်လောက်အောင်ခုခံကာကွယ်နိုင်တဲ့အထိအခြေအနေတွေကောင်းမွန်လာပြီဖြစ်ပါတယ်လို့ ရှာဤသမရကဆက်လက်ပြောကြားခဲ့ပါရရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တာဝန်ကြီးပြီးလုပ်ပန်ခွင့်များလေပြဿနာလဲပုံများနိုင်တဲ့အတွက်လိုအပ်ရင်လိုအပ်သလိုအရေးယူမှုရန်နေရာများတွက်ကပ်နိုင်ပါမှထိန်းချုပ်နိုင်မယ်လို့ NUG ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရရှင်။တာဝန်ကြီးပြီးလုပ်ပန်ခွင့်များလေပြဿနာလဲပုံများနိုင်တဲ့အတွက်လိုအပ်ရင်လိုအပ်သလိုအရေးယူမှုရန်နေရာများ တွက်ကပ်နိုင်ပါမှထိန်းချောင်းနိုင်မယ်လို့မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်းဝဲခိုင်တန်းကမလ28ရက်ဂျားကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အုပ်ချုပ်ရေးပိုင်းကိုဥဆောင်တာဝန်ယူထားရတဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံတဲ့ရုံးလုပ်ငန်းပိုင်းတာဝန်ယူသူများဆွမ်းဆောင်ရေးတက်အောင်စ조사ကြက်မှတ်ပေးစီခြင်းကြောင့်တာဝန်ကြီးလေးလုတ်ပိုင်ခွင့်များလေဖြစ်ပြီးပြဿနာလဲပုံများခြင်းဟာဖြစ်လေဖြစ်တာရှိတဲ့ သဘောတရားဖြစ်တဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့မူနဲ့အညီကြက်ကြက်မတ်မတ်ဆောင်ရွက်ပြီးလိုအပ်ရင်လိုအပ်သလိုအေးအေးယူမှုရန်ရပါတွက်ကတ်နိုင်ပါမှထိန်းချောင်းနိုင်မှဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စကိုင်းဖယ်ရယ်ယူနစ်လွှတ်တော်နဲ့ဂျာကာလာအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအသေးစိတ်များဆွေးနွေးနေပြီဖြစ်တဲ့အတွက်ဝန်ကြီးဌာနတွေအနေနဲ့ဖယ်ရယ်အစိုးရနဲ့ဖယ်ရယ်ယူနစ်အစိုးရများကြားလုတ်ပိုင်ခွင့်အာဏာကို ဘလို့ခွဲဝေသုံးဆွဲကြမယ်ဆိုတာကိုတည်တည်ချာချာပြင်ဆင်ထားစီခြင်းကြောင့်အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီးငွေဝါရအပိုင်းရောအကောင့်ထယ်ဖော်ဆောင်မှုအပိုင်းရောထိထိမိမိအလုံးလုံးနိုင်ရန်အရေးတကြီးလိုအပ်နေပြီဖြစ်တဲ့အတွက်ဌာနတစ်ခုချင်းစီမှာလိုအပ်ရင်လိုအပ်သလိုလူဆန်းအားအရင်မြင့်များဖြည့်တင်းကြရန်လိုအပ်သလိုဌာနအချင်းချင်းပေါင်းဆက်မှုအပိုင်းမှာလည်းပုံမှန်အားကောင်းစွာနဲ့ပေါင်းဆက်လှုပ်ဆောင်နိုင်မှာဖြစ်ကြောင်းပြည်အောင်စုဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့သခိုင်းတိုင်းရဲ့85ရာခိုင်နှုန်းအထူးကိုလက်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးကအသိပေးပြောကြားခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။သခိုင်းတိုင်းတစ်တိုင်းလုံးရဲ့85ရာခိုင်နှုန်းအထူးလက်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးရီမွန်ကမတ်လ22ရက်ကပေါ်ညီနောင်ကမ်ပိန်းမိတ်ဆက်စကားဝိုင်းမှာပြောကြားခဲ့ပါတယ်။ အထူးသဖြင့်သခိုင်းတိုင်းတစ်တိုင်းလုံးဆိုရင်85ရာခိုင်နှုန်းအထိကိုနေမြေစုံမထိန်းချုပ်ထားနိုင်တဲ့အနေထားလို့ပြောလို့ရပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်2025ခုနှစ်အတွင်းတည်တာထင်ရှားလာတဲ့အချက်ကတော့ရခင်စည်ရေးလှုပ်ရှားနိုင်စွမ်းအားနည်းခဲ့တဲ့ဒေသတွေတည်ပင်လျင်အခုဆိုပိုပြီးမှအစည်ရေးလှုပ်ရှားလာနိုင်ပြီဆိုတာတွေ့ရမှာပါ။ဒါတည်ပင်လျင်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ပထမအဆင့်မျှော်မှန်းဆောင်ရွက်ချက်လို့ပြောလို့ရပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ မြေသားညီညွတ်ရေးအစိုးရအနေနဲ့ရလတ်သုံးခုကိုလက်ဝယ်ရရှိထားပြီးဖြစ်ပြီးအရာတွေကပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့ပြည်သူကာကွယ်ရေးတပ်မတော်ထူထောင်နိုင်ခြင်းတော်လှန်ရေးအဖွဲ့များရဲ့စုံမထိချုပ်နေမြများလွမြောက်နေမြများတနိုင်ငံလုံးအနှံ့အပြားပေါ်ပေါက်လာခြင်းနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးပြည်သူအုပ်ချုပ်ရေးရန်နေရာထူထောင်လဲပတ်နိုင်ခြင်းတို့ဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်။ဒါအပြင်ကပေါ်ဒေတာတစ်ခုလုံး ကလေးခရိုင်နဲ့တမူးခရိုင်နှစ်ခုလုံးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကနယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းအဲ့ဒီဒေတာမှာကလေးမျိုးနဲ့တမူးမျိုးနှစ်မျိုးသာအကြမ်းဖက်စစ်ကောင်စီအကျဉ်းချံများကြန့်ရှိနေပြီးကြံဒေတာအလုံးကို PDF များကထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနဲ့လက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များတင်ပိုက်ထိန်းချုပ်ထားတဲ့မျိုးမှာ64မျိုးအထိရှိပြီဖြစ်ကြောင်းစည်းမျာအရသိရပါဗျာ။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့စစ်စင်ရေးနယ်မြေနှစ်အတွင်းရန်သူစခန်းများနဲ့ကားတွေကိုတိုက်ခိုက်ချေမှုန်းခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။စစ်စင်ရေးနယ်မြေနှစ်အတွင်းရှိရန်သူစခန်းတွေနဲ့ကားတွေကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမတ်လ28ရက်မှာထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်မတ်လ25ရက်နေ့မှာပဲခူးတိုင်းပေါက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းအတိုင်းမောင်းနှင်လာတဲ့ရန်သူတပ်ရဲ့စစ်ကား၂စီးကို ပေါ်ရာကျေးရွာနဲ့ပေါ်လန်ကြီးကျေးရွာကြားအရောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနဗကိုးဗျူဟာ27တက်ခွဲ3ပြည်ခရိုင်တရင်363ရက်နှစ်တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာအင်အား30ခန့်ပါစစ်ကားတစီ6ထဲပြုတ်ကျသွားခဲ့ပြီးရန်သူတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့က12ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်မလ26ရက်နေ့နနက်တနာရီ7မိနစ်အချိန်မှာရန်ကုန်မန္တလေးအမြန်လန်း 128မိုင်၊မင်းရဲရဲစခန်းနဲ့124မိုင်၊နေရီရင်ရဲစခန်းများတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနပဲခူး view 20နဲ့အမှတ်3831တပ်ရင်းနဲ့အမှတ်3031တပ်ရင်းတို့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာရန်သူတပ်ဖွဲ့ဝင်တအူတေဆုံးခဲ့ပြီးလေးဦးအပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကမိမိတို့ဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ငလျင်တန်ခံနေရချိန်မှာအကျန်းဖက်စစ်ကောင်စီက6ဦးမြို့မှာဆက်တက်လေထီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမှာမလ28ရက်ကအင်အားလုံးပြင်းထန်တဲ့ငလျင်တန်ကိုပြည်သူတွေခံစားနေရချိန်မှာအကျန်းဖက်စစ်ကောင်စီကစကိုင်းတိုင်း6ဦးမြို့နယ်တွေကရွက်ခွေးကြွာကိုဒီနေ့ည8နာရီခန့်မှာလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရခွေကျွရကိုပြီးခဲ့တဲ့မလာ26ရက်ကလည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးဒီကနေ့မှလည်းငလင်လှုပ်ပြီးချိန်မှာထပ်မံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါအကြပ်ဖက်စစ်ကောင်စီကငလင်လှုပ်ပြီးချိန်ညပိုင်းမှာရခွေကျွရကိုစက်တဲ့လေထီအုံပြုပြီးတော့လေချောင်းကနေဘုံနှစ်ချိန်ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဆိုပါလေချောင်းတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်ဒေဆုံးမှုမရှိဘူးလို့သိရပါတယ်ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့စိုးမိုးထိ ंछ ုံနေမြေတွေကပြည်သူတွေကိုအ мян ဆုံးတွားရောက်ကယ်ဆယ်ရေးအတွက် PDF တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စကိုင်းနိုင်အတွင်းကစုံမထိချုပ်နေမြေတွေကပြည်သူတွေကိုအ мян ဆုံးတွားရောက်ကယ်ဆယ်ရေးအတွက် PDF တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားထားတယ်လို့သိရပါတယ်။စကိုင်းတိုင်းမှာ PDF နဲ့အတူပကဖာရမီရဖာတွေပူပေါင်းပြီးကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့အဆောက်အုံပြိုကျမှုဖြစ်စဉ်တွေက15ဦးကိုကတ်တင်ထားနိုင်ပြီလို့ဆိုပါတယ်။ ဒါပေမဲ့လည်းတည်ဆုံးသူအရေးအတွက်ကမြန်မာနေဆဲဖြစ်တယ်ဆိုတာနဲ့အသေးစိတ်အချက်အလက်တွေကိုသတင်းမထုတ်ပြန်သေးဘူးလို့သိရပါဗျ။အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နဲ့အချက်အလက်များကောက်ယူသတင်းပေးပို့ရန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအားအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းညွှန်ကြားထားပြီးညီပြင်းမှာကူညီကယ်ဆယ်ရေးလုပ်ငန်းများအချိန်နဲ့တပြေးညီဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါဗျရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အင်အားပြင်းငလျင်ကြောင့်မြန်မာရွှေပြောင်းအလုပ်သမားတွေရဲ့လုပ်ငန်းခွင်အတွင်းအသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရမှုတွေအတွက်ဥပဒေပါအကျိုးခံစားခွင့်များရရှိရေးကြိုးပမ်းဆောင်ရွက်မယ်လို့ NUG ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အင်အားပြင်းငလျင်ကြောင့်မြန်မာရွှေပြောင်းအလုပ်သမားများရဲ့လုပ်ငန်းခွင်အတွင်းအသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရမှုများအတွက် ဥပဒေပါအကျိုးခံစား권များရရှိရေးချိုးပန်းဆောင်ရွက်မယ်လို့မြို့သားညီညွတ်ရေးအစိုးရလူ့သမောင်းဝန်ကြီးဌာနကမလ28ရက်မှာထုတ်ပြန်ခဲ့ပါတယ်။လူ့သမောင်းဝန်ကြီးဌာနအနေနဲ့ငလျင်တန်းကြောင့်ထိခိုက်ခံစားရတဲ့ပြည်တွင်းရှိပြည်သူများနဲ့ပြည်ပရှိမြန်မာရွှေ့ပြောင်းလူ့သမောင်းများအတွက်တတ်နိုင်တဲ့ဘက်မှချိတ်ဆက်မှုနဲ့ပံ့ပိုးကူညီမှုများအသက်ဆုံးရှုံးမှုနဲ့လုပ်ငန်း권ထိခိုက်ဒဏ်ရာရရှိမှုများအတွက်ရတဲ့ရထိုက်သောနှင်နာမှုရောကြီးဥပဒေပါအကျိုးခံစား권များရရှိရေး ပြည်လဲကုစားရေးတို့အတွက်ဂျိုးဘက်ဆောင်ရွက်သွားမှာဖြစ်ပြီးအလုံသမားများအပါအဝင်ပြည်သူလူထုတရလုံးအနေနဲ့အချင်းချင်းအပြန်အလှန်ဖိမကူညီပေးကြပါရန်အတွက်လဲတိုက်တွန်းထားပါတယ်။ဒါအပြင်ပြည်ရင်းရှိပြည်သူများနဲ့ပြည်ပရောက်နိုင်ငံသားရွှေပြောင်းအလုံသမားများထိခိုက်ခံစားနေရခြင်းမှာအကြံဖတ်စစ်ကောင်စီက၎င်းတို့အာဏာတည်မြဲရေးအတွက်တန်းဒေတာရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်နောင်လင်ကျွရကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူအပေါ်စာနာစိတ်ကင်းစွာရက်ဆက်ကြံကြုတ်လျက်ရှိရလို့အသိပေးထားပါတယ်။အဲ့ဒီငလျင်လှုပ်ခတ်မှုတွေကြောင့်မြန်မာနိုင်ငံအနှံ့ဒေသအနှံ့အပြားရှိပြည်သူများထိခိုက်ဒဏ်ရာရရှိခြင်းအသက်ဆုံးရှုံးခြင်းအိုးအိမ်အဆောက်အအုံများယဉ်ကျေးမှုအမွေအနှစ်များပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ပေါ်ကများစွာထိခိုက်ခံစားနေကြရပြီးစီးပွားရေးလုပ်ငန်းများနဲ့လုပ်ငန်းခွင်အသီးသီးမှလှုပ်သားများနဲ့၎င်းတို့ရဲ့မိခိုသူမိသားစုများအပေါ်တွင်လည်းကြီးစွာသောတည်ရောက်မှုဖြစ်စေရလို့ဖော်ပြထားပါတယ်။ ဒါအပြင်ငလျင်တန်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဆောက်လုပ်စဉ်အထက်မြင့်အဆောက်အဦးတစ်ခုပြိုကျမှုအပါအဝင် လုပ်ငန်းခွင်အသီးသီးမှအလုပ်သမားအများအပြားထိခိုက်ဒဏ်ရာရရှိမှုအဆောက်အဦးတွင်ပြိမိနေမှုများရှိကြောင်းသိရတယ်လို့ဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့နေပြည်တော်မှာငလျင်တန်ကြောင့်လွတ်တော်အစားအုံနဲ့လူနေအိမ်တွေပြက်စီးခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ နိုင်ငံတွင်းကဒေသ6ခုထပ်မင်းထဲမှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့်နေပြည်တော်ရှိတဲ့လွှတ်တော်အဆောက်အုံတွေလူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။နေပြည်တော်မှာလွှတ်တော်အဆောက်အုံအပြင်အကြံဖတ်စစ်ကောင်စီရဲ့စေယုံချုပ်ထဲကအဆောက်အုံတွေခလာရ85တယုံတိုင်းစစ်ဌာနချုပ်ရုံးအပါနေရင်အဆောက်အုံအများပြပျက်စီးခဲ့တယ်လို့ဒေသခံတွေကတပ်ပုံတွေနဲ့တကွတင်နာကြပါဗျ။စကိုင်းကိုဗဟိုပြူပြီးလှုပ်ခတ်သွားတဲ့ပြင်းအားရစ်စတာစတေး ခုနှစ်တသမခုနှစ်ရှိတဲ့ငလျင်ကြောင့်နေပြည်တော်နဲ့အမြန်လမ်းပိုင်းတချို့ပျက်စီးခဲ့သလိုပြင်မနာတောင်ညိုလမ်းတလျှောက်လမ်းမကြီးနဲ့တပြေကုန်းဆေးရုံလည်းပျက်စီးသွားသလိုနေပြည်တော်လေစိတ်လေချောင်းထိမ့်သိရေးတာဝါပြိုကျခဲ့ရပါတယ်။နေပြည်တော်လေစိတ်ရဲ့လေချောင်းထိမ့်သိရေးတာဝါပြိုကျမှုကြောင့်ဝန်ထမ်းတချို့ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်စပိုတီတီမြို့ခရီးအင်အားတိုက်85ပြိုသွားခဲ့ပြီးတိုက်ထဲမှာပြိမိနေသူများလည်းရှိခဲ့တယ်လို့ နေပြီးတော့တပြေကုန်းဈေးအဆောက်အဦးတချို့လည်းပြက်စီးသွားပါတယ်။ငလင်ကမထင်ထားဘူးအရန်လှုပ်တော့တိုက်တွေပြိုကြတယ်။သုံးထက်အဆောက်အုံတွေပြိုတယ်၊ကွဲအပ်တယ်၊လမ်းတွေလည်းကွဲအပ်ကုန်တယ်လို့နေပြီးတော့ဒေသခံတအူးကပြောပါတယ်။ဒါအပြင်နေပြီးတော့ကရင်တထောင်ဈေးုံဝင်ဒါအပြင်နေပြီးတော့ကရင်တထောင်ဈေးုံဝင်ကြီးဌာနအဆောက်အဦးတချို့အပါအဝင် နေရာအများပြားပြက်စီးများခဲ့ပြီးလူသေဆုံးမှုတွေလည်းရှိခဲ့ရလို့ဒေသခံတွေထံမှသိရပါဗျ။စကူတီမြို့နယ်ရှိ ခရင်တထောင်ဆေးရုံစွန့်ရင်နဲ့နိုင်ငံခြားရေးဌာနတွေအပါအဝင်ဝင်ကြီးဌာနရုံတချို့ဝန်ထမ်းအင်အား Ocean ကုန်တိုက်စတဲ့အဆောက်အဦတွေအပြင်နေပြည်တော်အတွင်းလမ်းတွေမှာလည်းခွဲရပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုပါရစေ။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်စစ်တပ်က3လအတွင်းအမျိုးသမီး12ဦးအပါအဝင်ပြည်သူ60နီးပါးကိုຫນွေဦးတော်လှန်ရေးနဲ့ပတ်သက်တယ်ဆိုပြီးမတရားဖမ်းဆီးခဲ့တဲ့သတင်းပဲဖြစ်ပါရစေ။ အကြမ်းဖက်စစ်တပ်က3လအတွင်းအမျိုးသမီး၁၂ဦးအပါအဝင်ပြည်သူ60နီးပါးကိုနှွေဦးတော်လှန်ရေးနဲ့ဆက်ဆက်တယ်ဆိုပြီးမတရားဖမ်းဆီးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွန်ကြီးစောင့်ရှောက်ရေးအသင်းကမလ28ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံရေးကျင်းသားများကွန်ကြီးစောင့်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်ဇန်နဝါရီလ1ရက်ကနေမလ28ရက်နေ့အထိနိုင်ငံတွင်းမှာအကြမ်းဖက်စစ်အုပ်စုကအမျိုးသမီး12ဦးနဲ့အမျိုးသား54ဦးစုစုပေါင်း56ဦးကိုနှွေဦးတော်လှန်ရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခဲ့တာပါ။ ဒါ့အပြင်အဲ့ဒီကာလအတွင်းနိုင်ငံတွင်းရှိစစ်အုပ်စုရဲ့လက်အောက်ခံတရားရုံးတွေကမတရားပုံမှတွေနဲ့ထောင်ဒဏ်ချမှတ်ခံရပြီးအချင်းထောင်တွေမှာထိန်းသိမ်းခံရဆဲအမျိုးသမီး34ဦးနဲ့အမျိုးသား69ဦးစုစုပေါင်း103ရှိရလို့လည်းသိရပါဗျ။အဲ့ဒီထဲမှာသကိုင်းတိုင်းကပြည်သူ82ဦးနဲ့အများဆုံးထောင်ဒဏ်ချမှတ်ခံထားရပြီးတော့တည်ရန်ချမှတ်ခံရသူ2ဦးပါဝင်တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီစောင့်ရှောက်ရေးအသင်းရဲ့အစည်းအဝေးအရသိရပါဗျ။2022ခုနှစ်ဖေဖော်ဝါရီလ1ရက် မတရားအာဏာလူယူမှုဖြစ်စဉ်စတင်ချိန်မှ2025ခုနှစ်မလ28ရက်အကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစင်များကြောင့်နေဦးတော်လိုင်းကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6468ဦးရှိခဲ့ပြီလို့လည်း AAPP စီးရင်တွေမှာဖော်ပြထားပါတယ်။ဒါအပြင်ဖမ်းဆီးခံရသူစုစုပေါင်း28948ဦးရှိပြီးအဲ့ဒီထဲက22153ဦးမှာထိန်းသိမ်းခံရရဆဲဖြစ်ခါ ထိမ့်သိမ့်ခံရသူများအနက်မှ1930ဦးမှထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါရယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းအကျဉ်းချုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါရယ်။ကျေးဇူးတင်ပါတယ်ရှင်။